အင်းလေးဒေတာငလျင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းခြင်းလို့မိမိကိုယ်ကိုလေးလံတင်လိုက်တဲ့ကြောကြောပုံအလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆိုလိုက်ပါတယ် ။ညလင်းတန်းခန်းစားရတဲ့နေရာတွေကများပြားပေမဲ့အလို့ရှင်တွေကတော့နေရာတိုင်းကိုရောက်အောင်တောင်းရောက်လှူဒန်းနေကြပါတယ်။ဒရိုက်တာတင်တဲ့စုပေါင်းပြီးလှူဒန်းကြတဲ့အနှွေပညာရှင်တွေရှိသလိုပိုင်းဆိုင်ထားတဲ့ပစ္စည်းတွေကိုလေလံတင်ပြီးတော့ရောင်းချလှူဒန်းနေသူတွေလည်းရှိပါတယ်။ဒီထဲမှာတော့ကြကြောပိုကအင်းလေးဒေတာငလင်းဘေးသွင်းပြည်သူများနေဆောက်လုပ်ဖို့အတွက်မိမိကိုယ်ကိုလေးလံတင်လိုက်ပါတယ်။လေးလံတင်တာကကိုကိုကိုရောင်းချဖို့မဟုတ်ဘဲထူးခြားတဲ့နီလန်ဖြစ်နေလို့အလုံးကစိတ်ဝင်စားနေကြတာပေါ့။ ကြောကြောပူဟောင်းငလင်းဘေးကြောင့်ပျက်စီးသွားရတဲ့အင်းလေးကနေအတွက်ကိုပြန်လဲတီဆောင်လှူဒန်းပေးချင်တာကြောင့်ကိုကိုကိုလေးလံတင်လိုက်တာပါလေးလံရှင်ပြန်ရမယ့်ပုံစံကတော့ရိုရှင်ပြီးပြောစရာကောင်းဖန်တီးထားပါတယ်ကြောကြောပူကလီဗာပူးအသင်းရဲ့မာကန်ပရိသတ်တူဖြစ်ပါတယ်ဒါပေမဲ့2025-2026ဘောလုံးရာသီမှာအခြားသောဘောလုံးအသင်းရဲ့ပရိသတ်တွေကကြောကြောပူကိုမိမိအားပေးတဲ့ဘောလုံးအသင်းရဲ့ပရိသတ်တယောက်ဖြစ်ပြောင်းလဲအားပေးအောင် လေးလံချန်ခင်သတ်မှတ်ဈေးစတင်ပြီးဈေးပြိုင်စနစ်နဲ့လေးလံဆွဲသွားရမှာဖြစ်ပါတယ် ဥပမာအဖြစ်ဘလုံးသမားတွေကတရားသည်အပြောင်းဒုမဟုတ်အငှားသွားကစားသလိုဖြစ်ပါတယ်။ကြကြောပိုဟာလီဗာပူးပရိသတ် ဖြစ်ပြီးမန်ယူပရိသတ်ကလေလံဆွဲတာနိုင်သွားရင်ကြကြောပိုကမန်ယူအသင်းကိုပြောင်းပြီးတော့အားပေးမှာပါ။တစ်ဖက်ကလီဗာပူးပရိသတ်တွေကလည်းကြကြောပိုကိုမန်ယူအသင်းထံမရအောင်ဈေးပြိုင်ပေးလေလံဆွဲပြီးကောက်ွယ်ပေးလို့လည်းရပါတယ်။မန်ယူမှမဟုတ်ဖဲအာဆင်နယ်၊ချယ်ဆီ၊မန်စီးတီး၊စပါ၊ဘာစီ၊ရီယယ်စားတဲ့စကောသင်းပရိသတ်တွေကလည်းဝင်ရောက်လေလံဆွဲနိုင်တယ်လို့ဆိုပါတယ်။ လေလံပွဲပြီးသွားရင်တော့လေလံအောင်မြင်သွားတဲ့အသင်းထံကိုကြောကြောပိုကဂုံယူပြောရှင်ကျင်းနေစွာနဲ့2025 2026ဘောလုံးရာသီအတွက်ပြောင်းလဲအပ်ပြီးတော့မှာပါ။ ကြကြောဘူဟာလီလန်အောင်နဲ့အတင်းအကျပ်အပေးယုံတင်တာမကပဲလီလန်အောင်အတင်းရဲ့ဘောလုံးဂျာစီမှာကြကြောဘူအမည်ရိုက်ပြီး2025-2026ဘောလုံးရာသီအတွက်တရားဝင်ပရိသတ်တယောက်ဖြစ်ကြောင်းသူ့ရဲ့ Facebook, YouTube, TikTok စတဲ့ social media ကနေလည်းတရားဝင်ကြေညာပေးသွားမှာပါ2025-2026ဘောလုံးရာသီတလျှောက်လုံးမှာလီလန်အောင်နဲ့အတင်းရဲ့ဘောလုံးပွဲစဉ်တိုင်းကိုလည်းပွဲမစတင်မီကနေစတင်က Facebook post တင်ပေးခြင်းပြန်ပွဲမှာအနိုင်ရရှိပါကဂုံပြုတ်သော post တင်ပေးပြီးရုံးနေခက်ပါကစေမကောင်းသော post များတင်ပေးခြင်းစတဲ့ပြေဝတဲ့ ားပေးမှုကိုပါအပိုဆောင်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ကြကြောပိုအား2025-26ဘလုံးရာသီတလျှောက်လင်းလအောင်နဲ့အသင်းရဲ့အကြောင်းအရာကလွဲပြီးအခြားအသင်းတွေရဲ့အကြောင်းအရာတွေကိုသူ့ရဲ့ social media မှာရေးသားတာလည်းမလုပ်တော့ပါဘူး။အပေါ်ရအားပေးတာမျိုးမဟုတ်ဘဲလင်းလအောင်နဲ့အသင်းရဲ့ပြည်သက်ဖြစ်သမတ်ကာလအတွင်းမှာတသွေးတသားနဲ့အားပေးသွားမှာဖြစ်ပါတယ်။ လေလံချမ်းခင်းစင်းမှာငွေကြေးတသိန်းကနေစတင်မှာဖြစ်ပြီးလေလံဈေးပေးတဲ့အခါတစ်ကြိမ်တိုးရင်အနည်းဆုံးငွေကြေးတသောင်းနဲ့ဈေးပေးနိုင်ပါတယ်။လေလံဆွဲတဲ့အခါမှာလည်းတိုးတယောက်ချင်းဖြစ်စေအသိန်းအဖွဲဖြင့်ဖြစ်စေပဝင်နိုင်တယ်လို့ဆိုပါတယ်။လေလံပိတ်ချိန်မှာအမြင့်ဆုံးလေလံဈေးကငွေကြေးသိန်း20အောက်ဆိုရင်လေလံပွဲဖြတ်တယ်လို့မှတ်ယူရမှာပေါ့။ကြကြဘိုးကသူ့ကိုယ်သူတင်ထားတဲ့လေလံကိုဧပြီလ10ရက်နေ့မှာစတင်ထားပါတယ်။တချို့တွေကတော့လေလံဆွဲမဲ့အစားဘလုံးတင်ပရိသတ်တွေစုပေါင်းလို့ဒဏ္ဍာကပိုကောင်းတယ်လို့အကြံပေးကြတာပေါ့။ ဒါပေမဲ့ကြကြောပုတ်ကသူ့ရဲ့အောင်မြင်မှုကိုတုံးချပြီးတော့အင်းလေးဒေတာပြန်လဲထူထောင်ရေးအတွက်လေလံတင်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဘဲအတင်းကလေလံအောင်သွားမလဲဆိုတာစိတ်ဝင်စားစရာဖြစ်နေပါတယ်။အပြောမှာတော့လွယ်နေပေမဲ့လည်းအမပေးဘူးတဲ့အတင်းကိုစရောကိုပါနှစ်ပြီးအပေးရမှာကမလွယ်ကူပါဘူး။ကြကြောပုတ်ကအင်းလေးကိုသွားလို့ဖို့အတွက်ကိုကိုကိုလေလံတင်လိုက်တဲ့အပေါ်ဘရစ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။